မင်္ဂလာပါရှင်၂025ခုနှစ်မတ်လ17ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗေဒသတင်းများကိုနေပြီးတော့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်။ဟုတ်ကဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်ခြေနေများမှာဝန်ပြည်နယ်မှာမတ်လရဲ့ပုံမှန်ပူချိန်ထက်3ဒီဂရီဆယ်စီယံနဲ့ကချင်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းနေပြီးတော့ပဲခူးတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာမတ်လရဲ့ပုံမှန်ပူချိန်တို့ထက် 2ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးကြံတန်းနေသားကြီးနဲ့ပြည်내များမှာမတ်လရဲ့ပုံမှန်ပူချိန်ခန့်သားရှိခဲ့ပါတယ်။2025ခုနှစ်မတ်လ10ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူခြားတဲ့နေ့ပူချိန်များမှာတိန့်စီယံမြို့မှာ40ဒီဂရီဆယ်စီယပ်ရှိချင်းမျိုး6မျိုးနဲ့ဖန်မျိုးတို့မှာ39.4ဒသမ4ဒီဂရီဆယ်ဆီယပ်စီအောင်လံမျိုးမှာ39ဒသမ3ဒီဂရီဆယ်ဆီယပ်ခအန်ဆိုင်ပြိုးရေးမိုးလေဝသနဲ့ညဝရီမျိုးတို့မှာ39ဒသမ2ဒီဂရီဆယ်ဆီယပ်စီ နေပြီးတော့ဆရာတီတီမျိုးနဲ့တောင်ကူမျိုး၊ညောင်လေးပင်မျိုး၊ရှုမျိုးနဲ့မူတုံမျိုးတို့မှာ39ဒီဂရီဆယ်စီယက်စီနဲ့တရားဝတိမျိုးနဲ့မကွေမျိုးတို့မှာ38ဒသမ8ဒီဂရီဆယ်စီယက်စီတို့ဖြစ်ကြပါတယ်။ဒီကနေ့နေ့လယ်တနာရီခွဲအချိန်မိုးလေဝသချို့တို့မှာဖမ်းယူရရှိတဲ့ပုံရကပလီပင်လယ်ပြင်တောင်ပိုင်းဘင်္ဂပလယ်ရောအနောက်လယ်ပိုင်းနဲ့အနောက်တောင်ပိုင်းတို့မှာတိမ်တင့်တင့်မှာတိမ်ထူထပ်နေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်ဘင်္ဂပလယ်အော်တို့မှာတိမ်အနေငယ်ဖြစ်ထွန်းနေပါတယ်။ မြန်မာနိုင်ငံပေါ်မှာကတော့တပြည်လုံးမှာတိမ်နေငယ်မှာတိမ်တဲတဲဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးရေဝသအခြေအနေပြပုံရမြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာလေပြင်းရယောနေနေတာကိုတွေ့ရပါတယ်။မြန်မာပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းတဲတဲရှိပါမယ်။ပိုင်းမြမမြမကရင်ရဲတရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလေပင်မှာ6ပေကန်းရှိနိုင်ပါတယ်။မနေ့ဖြန်မနေ့ထိခမ်းမန်းကြံများအနေနဲ့ကတော့ကချင်ပြည်နယ် ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းကုန်းတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှုဝန်းနေငယ်ရွာနိုင်ပါတယ်။နေပြည်တော်နဲ့ကယားပြည်နယ်တို့မှာအများအပြားတာယာပြီ။စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ တိမ်တိမ်တိမ်ဖြစ်ထုံးပါမယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းကြားချင်းနယ်ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့ မော်ဒီဝတာနဲ့ဇလားဗီရာခမန်းချက်များကိုတင်ပြပါမယ်ရှင်။ ေပြည်တော်နယ်ဤတော်အတွက်မနက်ဖြန်မနက်တီမိုးလေဝသချက်နေခမှန်းချက်မအများအပြားတိုင်ရပါမယ်အမြင့်ဆုံးဘူးချိန်မှာ38ဒီဂရီဆယ်စီယံ100ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ20ဒီဂရီဆယ်စီယံ68ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရှမ်းကုန်းမြို့နယ်ဤတော်အတွက်မနက်ဖြန်မနက်တီမိုးလေဝသချက်နေခမှန်းချက်မတိမ်တဲတဲ့ဖြစ်တော်မှာမယ်အမြင့်ဆုံးဘူးချိန်မှာ38ဒီဂရီဆယ်စီယံ100ဒီဂရီဖာရင်ဟိုက်နဲ့ အနေဆုံးဦးချိန်မှာ23ဒီဂရီဆဲစီယံ83ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတွားအတွက်မနက်ဖြန်မနက်အထိမူလဝတ္တအချိန်နှင့်ခမန်းချက်မှာအများအပြားတာယာပါမယ်။အမြင့်ဆုံးဦးချိန်မှာ40ဒီဂရီဆဲစီယံ104ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးဦးချိန်မှာ20ဒီဂရီဆဲစီယံ68ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရာကွက်ကြောင်းမူရနိုင်ပါတယ်